စစ်ကောင်မရှင်ပြန်လဲဝင်ရောက်မယ်လို့သတင်းထွက်နေတယ်။မိုးကုန်းမြို့နယ်မိုးမိတ်မြို့များမှာတက်ဆွဲထားတဲ့တော်လိုင်းတက်တွေဟာဒီကနေ့နိုဝင်ဘာလ29ရက်နေ့နောက်ဆုံးထားဆုတ်ခွာကြဖို့တအောင်တက် TNL ကတောင်းဆိုထားတာကြောင့်ဆုတ်ခွာနေကြပြီး TNL တက်ဖွဲ့ဝင်များသာကြင်ရှိမယ်လို့မြို့ကံများနဲ့ပြည်သူ့ကာဝေးရဲ့အဖွဲ့ဝင်များထံကသိရပါတယ်။မိုးကုန်းကနေဒီနေ့နောက်ဆုံးထားပြီးထွက်ပေးဖို့ကျွန်တော်တို့ကိုပြောထားပါတယ်လို့လည်းအမည်မဖော်လိုတဲ့ပြည်သူ့ကာဝေးတက်ဖွဲ့ဝင်တူကပြောပြထားပါတယ်။ မော်ကုတ်မြို့နယ်အတွင်းမှာရှိတဲ့ကြီးရွာများသို့တော်လိုင်းတပ်ဖွဲ့ဝင်များရွှေ့ပြောင်းနေကြပြီးမြို့တွင်းမှာတရံလီရုံများဖွင့်ထားတာကြောင့်တပ်ဖွဲ့ဝင်များပုံမှန်အတိုင်းတွေ့နေရတယ်လို့လည်းမော်ကုတ်မြို့ကန်တွေကဆိုပါတယ်။ပြည်ထရေးတွေတော့ဒီနေ့သိပ်မတွေ့ရဘူးဗျ။ပလောင်အဖွဲ့ကတော့ပုံမှန်အတိုင်းရှိနေတာတွေ့ရပါတယ်လို့မော်ကုတ်မြို့မှာကြောက်တွင်းလုပ်ငန်းလုပ်ကင်နေသူတို့ကဆိုပါတယ်။မော်ကုတ်မြို့ကိုတစံ၂၀ခုစစ်စင်ရေးအတွင်းတရံလီနဲ့အတူပြည်သူ့ကော်မတီတက်မတော်ဖြစ်တဲ့မန္တလေး MTY PDF မိုးကုတ်ပြူဟာနဲ့မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတပ်ဖွဲ့တွေကပူးတွဲသိမ်းပိုက်ပြီးမြို့ရင်းတက်ဆွဲနေရာယူထားခဲ့တာဖြစ်ပါတယ်။မိုးကုတ်မြို့တွင်ကိုစစ်တပ်ဝင်လာပါကတိုက်ပွဲမဖြစ်စေဖို့ပြည်ကြက်ရဲ့ရပ်ပိုင်းမှာပဲ TNLI ကဒေသခြေဆိုင်တော်လိုင်းတပ်ဖွဲ့များနဲ့ထပ်မံညှိနှိုင်းခဲ့တယ်လို့အဆိုပါတော်လိုင်းတပ်ဖွဲ့ဝင်များနဲ့နှိစက်သူများထံကသိရပါဗျ။တချို့အဖွဲ့တွေကိုလက်နက်အပီးပေးလိုက်တာမျိုးရှိတယ်။ပြီးတော့မြို့ပြန်ပတ်ဆုပ်ပေးဖို့နဲ့တိုက်ပွဲမဖြစ်အောင်ထိန်းပေးဖို့ပြောတာရှိတယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်များနဲ့နှိစက်သူတို့ကလည်းပြောပါဗျ။ မိုးကုံမြို့ကိုယခုလကုံနောင်ဆုတ်ထားပြီးစစ်တပ်ကပြန်ဝင်မယ်လို့ DNA နဲ့နှိစက်သူများကလည်းပြောဆိုထားကြပါတယ်။ယခုရက်ပိုင်းအတွင်းမှာမိုးကုံမြို့အတွင်းကိုစစ်ကောင်မရှင်တပ်ဖွဲ့ဝင်များဝင်ရောက်နေပြီဆိုပြီးသတင်းများထွက်နေတော့လဲဒီကနေ့ထိမတွေ့ရသေးဘူးလို့ကြံရှိနေသေးတဲ့မိုးကုံမြို့ကံများကဆိုပါတယ်။စစ်တပ်ရောက်ပြီဆိုတာမဟုတ်ပါဘူးဗျ။ယူနီဖောင်းနေနဲ့တွေ့ရတာမျိုးမရှိဘူး။ရောက်လာတယ်ဆိုရင်တော့တွေ့ရမှာပါ။အခုတော့ဘာမှမတွေ့ပါဘူးလို့မိုးကုံမြို့ရှေ့ပိုင်းမှာနေထိုင်တဲ့မျိုးသားတူကပြောဆိုထားတာဖြစ်ပါတယ်။ ကဘာကျော်ဗရန်များထွက်ရှိရာမိုးကုတ်မြို့မှာမြို့ပေါ်ရက်ွက်၅ခုရှိပြီးလူဦးရေတသိန်းဝန်းကျင်နေထိုင်နေကြတာလည်းဖြစ်ပါတယ်။မိုးကုတ်မြို့ကိုစစ်တပ်ပြန်ဝင်မဲ့တဲ့တင်းကြောင့်အားလုံးဒီပါဘေးလွရာကိုထွက်ပြေးနေကြတယ်လို့မိုးကုတ်မြို့ကံများကဆိုပါတယ်။ပိုက်ဆံရှိတဲ့သူတွေကအရင်ရှောင်သွားကြတယ်ပြီးတော့စစ်တပ်ရန်ကြောက်တဲ့သူတွေထက်ရှောင်လဲ။အခုကကြောက်လုံငန်းလုပ်တဲ့သူတွေနဲ့ရှောင်ဖို့ငွေမရှိတဲ့သူတွေပဲကြံခဲ့တယ်လို့မိုးကုတ်မြို့မှာမန္တလေးမြို့ကိုတင်းရှောင်လာတဲ့အသက်90အရွယ်မျိုးသားတူကပြောပါတယ်။ ။မုံမိတ်မြို့မှာလည်းတော်လိုင်းတက်ဖွဲ့တွေကိုဒီကနေ့အပီးဆုတ်ခွာခိုင်းထားတယ်လို့တော်လိုင်းတက်ဖွဲ့များနဲ့နှီးဆက်သူများထံကသိရပါဗျ။မုံမိတ်မြို့ပတ်လည်မှာတော့ကချင်လွတ်လပ်ရေးတပ်မတော် KIA အာရခတက်တော် AA ကျောင်းသားတက်မတော် ABSDF နဲ့စကိုင်းခရိုင်ပကဖားတက်ဖွဲ့များအသင့်အနေထားရှိနေတယ်လို့မိုးမိတ်မြို့ကံများထံကသိရပါဗျ။မိုးမိတ်မှာစစ်တပ်ရောက်နေပြီဆိုတာမဟုတ်သေးပါဘူး။အခုကတော်လိုင်းအဖွဲ့တွေပဲများနေတယ်။မိုးကုန်းလိုတော့မိုးမိတ်ကိုစစ်တပ်ဝင်ဖို့မလွယ်လောက်ဘူးလို့မိုးမိတ်မြို့ကံအမျိုးသားတူကပြောပါဗျ။ ဒါပြင်စစ်ရဲပြန်ဝင်မဲ့သတင်းကြောင့်မိုးမိတ်မြို့မှာလည်းမြို့ကန်အများစုဟာနေရဆုံးခွာနေကြတယ်လို့ဆိုပါတယ်။တရုတ်ဆိုရရဲ့ဂျာဝင်ညီနိုင်ပေးမှုကြောင့်စစ်ရဲနဲ့ DNL ကြား၉ချိန်မြောက်ဆွေးနွေးပဲပြီးအော်တိုဘတ်29ရက်နေ့ကစတင်ပြီးနှစ်ဖက်တည်းများကြားအပြည့်ရက်ခဲ့ကြတာဖြစ်ပါတယ်။မိုးကုန်းနဲ့မိုးမိတ်အားစစ်တပ်ထံလွှဲပြောင်းပေးမှာဖြစ်ပြီးမိုးကုန်းမှာဆက်ဆံရေးယုံထားရှိဖို့ DNL နဲ့စစ်ကော်မရှင်တက်တို့ကြားသဘောတူထားပါတယ်။စစ်ရဲနဲ့တောင်းတက်တို့သဘောတူညီမှုများမိုးကုန်းမြို့ခြေဆိုင်တော်လိုင်းတပ်ဖွဲ့များနဲ့တောင်းတက်တို့ကြားဆွေးနွေးမှုတွေကို လက်ရှိအချိန်ထိလူလူအားတည်ပေးမှုမရှိတဲ့အတွက် DNL နဲ့ဒေါ်လာရေးတက်ဖွဲ့များပေါ်မျိုးကံများကဝေဖန်နေကြပါတယ်။၁၀29စစ်စင်အတွင်းမန္တလေးတိုင်းမိုးကုံနဲ့ရှမ်းပြည်နယ်အတွင်းမှာတည်ပေါ်ကြောင်မဲ၊နောင်ချို မိုင်းလုံးမိုင်းငော့မိုးမိတ်နတ်ဆန်မတ်တုံကုတ်ခိုင်နန်ခမ်းနံပတူမြို့တွေကို DNL ကသိမ်းပိုက်ခဲ့တာပဲဖြစ်ပါတယ်။အဆိုပါမြို့များထဲမှာနောင်ချိုကြောင်မဲနဲ့တည်ပေါ်မြို့တွေကိုစစ်တပ်ကရခိုးနယ်အတွင်းပြန်လည်သိမ်းပိုက်ထားပြီး မော်ကုံနဲ့မုံမိတ်မြို့တွေကိုစစ်တပ်ထံပြန်လွှဲမှာဖြစ်လို့တဆန်ဆက်ခွန်စစ်စင်ရေးဒုတိယလိုင်းအတွင်းတီအန်အလီတင်းပိုက်ထားတဲ့မြို့ငါးမြို့ဟာစစ်တပ်လက်ထဲထံပြန်လည်ရောက်ရှိသွားမှာလည်းဖြစ်ပါတယ်။တဆန်ဆက်ခွန်စစ်စင်ရေးဥဆောင်အောင်မှာပါဝင်တဲ့တီအန်အလီနဲ့မဟာမိတ်ဖြစ်တဲ့ MDA တပ်ဖွဲ့ကလည်းတရုတ်ရဲ့ဖိအားကြောင့်လာရှိုးမြို့ပေါ်စစ်နေရက်ကအားစစ်တပ်ထံပြန်လည်လွှဲပြောင်းပေးခဲ့ရတာပဲဖြစ်ပါတယ်ခင်ဗျာ။